င်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးတပုတ်အနေနဲ့ မြန်မာအရေးအစည်းအဝေးများလာမယ့်အပတ်မှာပြုလုပ်မယ်လို့အာဆီယံတွင်းရေးမှူးချုပ်ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံပဋိပက္ခနဲ့ပတ်သက်တဲ့အစည်းအဝေးနှစ်ခုကိုလာမယ့်သတင်းပတ်တွင်ကျင်းပမယ်။အာဆီယံထိပ်သီးအစည်းအဝေးမတိုင်ခင်ကျင်းပသွားမယ်လို့အာဆီယံတွင်းရေးမှူးချုပ်ကမေလ22ရက်ကပြောပါရယ်။အဲ့ဒီအစည်းအဝေးတွေကမြန်မာနိုင်ငံအတွက်တုံ့ဆိုင်နေတဲ့ငြိမ်းချမ်းရေးကြိုးပမ်းမှုကိုအရှိန်မြင့်တင်ဖို့ရည်ရွယ်ကြောင်းနဲ့၎င်းကဆိုပါရယ်။အစည်းအဝေးတွေမှာမြန်မာကိစ္စကိုပုံစံသင့်တဲ့အဓိကဆွေးနွေးသွားမှာပါ။တခြားကိစ္စတွေပါမှာမဟုတ်ပါဘူးလို့အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်ကောက် ိုကင်ဟောင်းကရိုက်တာသတင်းနဲ့အင်တာဗျူးမှာပြောပါရယ်အစည်းအဝေးကိုမလေးရှားနိုင်ငံမှာလုပ်မှာဖြစ်ပြီးပထမအစည်းအဝေးမှာအာဆီယံဥက္ကဋ္ဌနိုင်ငံတွေဖြစ်တဲ့မလေးရှားလာအိုနဲ့ဖိလစ်ပိုင်တို့ပါဝင်မှာဖြစ်တယ်လို့ဒုတိယအစည်းအဝေးမှာအာဆီယံနိုင်ငံကြီးဝင်ကြီးတွေပါဝင်မယ်လို့ကာအိုကင်ဟောင်းကဆိုပါရယ် 2021ခုနှစ်မှာစစ်တပ်ကအာဏာသိမ်းပြီးအနောက်လူ3.5တန်ခန့်အိုးအိမ်ဆုံးခွာခဲ့ရတဲ့စစ်ပွဲတွေကိုရပ်တန့်ဖို့အာဆီယံကထပ်တလဲလဲတောင်းဆိုခဲ့ပါတယ်။အာဆီယံရဲ့ငြိမ်းချမ်းရေးအဆိုပြုချက်ဖြစ်တဲ့အာဆီယံပုံသဘောတူညီချက်9ရဲ့အရာအကြမ်းဖက်မှုရပ်တန့်ရင်းနဲ့သက်ဆိုင်တဲ့အဖွဲ့အစည်းများအားလုံးဆွေးနွေးကြဖို့ပါရှိတော်လဲတိုးတက်မှုမရှိပြီးခဲ့တဲ့2021ခုနှစ်အေပြီလကလေးကအာဆီယံပုံသဘောတူညီချက်9ရဲ့ကိုချမှတ်ခဲ့တော်လဲ၄နှစ်ကျော်ကြာတဲ့အတိုင်းအကောင့်ထင်မဖို့ခင်ပုံသဘောတူညီချက်တွေတိုးတက်မလာတာကြောင့်စစ်ကောင်ဆောင်တွေနဲ့၎င်း င်းလောက်ခံဝန်ထမ်းတွေကိုအာဆီယံလက်ကျဥက္ကဋ္ဌဆက်ဆက်ကအာဆီယံထိပ်သီးဆွေးနွေးပွဲပွဲများနဲ့ဆက်ဆက်တဲ့အစည်းအဝေးများတက်ရောက်ခွင့်ပိတ်ပင်ထားပါတယ်။အခုမလေးရှားနိုင်ငံမှာပြုလုပ်တဲ့အစည်းအဝေးတွေကိုစစ်ကောင်းဆောင်နဲ့လက်ကောင်းလက်အောက်ခံဝန်ထမ်းတွေကိုဖိတ်မယ်မဖိတ်ဘူးဆိုတာကိုတော့ရှင်းလင်းစွာမသိရသေးပါဘူး။နောက်ထပ်တစ်ပုတ်အနေနဲ့ရွှေကောက်ပွဲကျင်းပလို့ရတဲ့မြို့နယ်များကိုလုံခြုံရေးအင်အားတိုးမြှင့်ဖို့ဒုတိယစစ်ကောင်းဆောင်ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရွှေကောက်ပွဲကျင်းပလို့ရတဲ့မြို့နယ်တွေကိုအရင်ကထပ်ပို့ပြီးလုံခြုံရေးတိုးမြှင့်ဆောင်ရွက်ဖို့ပြည်내နဲ့တိုင်းဒေသကြီးဝန်ကြီးချုပ်တွေကိုဒုတိယစစ်ကောင်းဆောင် င်ဒုတိယဗိုလ်ချုပ်မူကြီးစိုးဝင်းကမေလ20ရက်မှာပြောပါရယ်မင်းကနေပြည်တော်မှာပြုလုပ်တဲ့စီမံအုပ်ချုပ်ရေးကောင်စီညှိနှိုင်းစည်းဝေးဒုတိယနေ့မှာရွှေကောက်ပွဲနဲ့ပတ်သက်ပြီးပြည်내နဲ့တိုင်းဒေသကြီးကြားဝန်ကြီးချုပ်တွေကိုဒုတိယဗိုလ်ချုပ်မူကြီးစိုးဝင်းကပြောပါရယ် ရွေးကောက်ပွဲကျင်းပနိုင်ဖို့အတွက်ပြည်နယ်နဲ့တိုင်းလိုင်းစည်ရင်းကောက်ယူနေရတာရှိပြီးရွေးကောက်ပွဲကျင်းပမယ့်နေ့နဲ့ကျင်းပနိုင်တဲ့မြို့နယ်တွေကိုရွေးကောက်ပွဲကော်မရှင်ကမထုတ်ပြန်သေးကြောင်းထွေအုပ်ဝန်ထမ်းတယောက်ကသတင်းဌာနကိုပြောပါရယ်အစည်းအဝေးတိုင်းပြောလိုက်ရွေးကောက်ပွဲပြီးရင်အာဏာလွှဲပေးမယ်ဆိုတာကြီးပဲရွေးကောက်ပွဲပြီးမှတော့အာဏာမလွှဲပေးလို့ရမလားလက်ရှိစည်ရင်းကောက်နေတာပဲရှိတာရွေးကောက်ကရွေးကောက်ပွဲဘယ်နည်းလုပ်မယ်ဘယ်မြို့တွေမှာလုပ်မယ်ဆိုတာကိုတော့မထုတ်ပြန်နိုင်သေးဘူးလို့သုံးသပ်ပြောဆိုထားပါရယ်ရွေးကောက်ပွဲကော်မရှင်ကရွေးကောက်ပွဲကျင်းပမယ့်နေ့နဲ့ကျင်းပလို့ရမယ်မြို့နယ်တွေကိုသတ်မှတ်ထားတာဖြစ်ပြီး ရွေးကောက်ပွဲမတိုင်ခင်ထုတ်ပြန်ကြေညာသွားမယ်လို့ပြည်တွင်းသတင်းဌာနရဲ့မလ16ရက်နေ့မှာထုတ်ပြန်ပြောဆိုထားပါတယ်။စစ်တပ်အာဏာသိမ်းပြီးနောက်မြန်မာနိုင်ငံတွင်မျိုးပေါင်း330ရှိတဲ့အနက်တိုင်းသားလက်နက်ကိုင်ဖွဲ့ရင်းနဲ့ PDF ဖွဲ့ရင်းကမျိုးပေါင်း130ကျော်ကိုထိန်းချုပ်ထားပါတယ်။နောက်ထပ်တပုတ်အနေနဲ့မြစ်ဆုံစီမံကိန်းရပ်ဆိုင်မှုတွေကြောင့်မြန်မာနိုင်ငံမှာလျှက်စစ်မီအပြည့်အဝမရရှိခြင်းလို့မင်းအောင်လိုင်းကြီးတွားတဲ့ကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံမှာလျှက်စစ်တာဖူလုံမှုမရှိခြင်းကမြစ်ဆုံစီမံကိန်းကိုရပ်ဆိုင်လိုက်တာဖြစ်တာကြောင့်ဖြစ်တယ်လို့အာဏာသိမ်းစစ်ကောင်စောင်းမင်းအောင်လိုင်းကညီးတွားပါတယ်။ ်မြန်မာနိုင်ငံမှာလျှက်စစ်တားဖူလုံရေးအတွက်ရခိုင်ကလျှက်စစ်တားထုတ်လုပ်နိုင်တဲ့စီမံကိန်းတွေကိုချမှတ်ဆောင်ရွက်ခဲ့တယ်လို့အကြောင်းမျိုးမျိုးကြောင့်စီမံကိန်းတွေကိုအကောင့်ထဲမပေါ်နိုင်ခဲ့လို့လျှက်စစ်တားမဖူလုံရခြင်းဖြစ်တယ်လို့မင်းအောင်လိုင်းကပြောကြားခဲ့ပါတယ်။မြင့်ဆောင်စီမံကိန်းသာအကောင့်ထဲပေါ်နိုင်ရင်မကဝဲ6000တိရရှိမှာဖြစ်ပြီးလျှက်စစ်တားလိုအပ်ချက်ပြည့်မီသွားမယ်လို့မေလ20ရက်မှာပြုလုပ်တဲ့လုပ်ငန်းညှိနှိုင်းစည်းဝေးမှာမင်းအောင်လိုင်းကညှိတွားပြောဆိုခဲ့တာပါ။ထင်ရှားတဲ့ဥပမာတစ်ခုကိုပြရမယ်ဆိုရင်မြင့်ဆောင်ရှိရလျှက်စစ်စီမံကိန်းရဆိုင်ခရရမှုမရှိပါကမကဝဲ6000ရရှိမှာဖြစ် ်ပြီးရှိပြီးဖြစ်တဲ့လျှက်စစ်တာပြီးစက်ရုံတွေနဲ့မြစ်ဆုံရှိရာလျှက်စစ်စီမံကိန်းတို့ပေါင်းစပ်လိုက်မယ်ဆိုရင်လျှက်စစ်တာလူဝတ်ချက်ပြည်မီယုံတာမကတော်လွန်တဲ့အနေထားကိုတောင်ရောက်ရှိနိုင်မယ်လို့မင်းအောင်လိုင်းကဆိုပါတယ်။ဒါကြောင့်လျှက်စစ်တာထုတ်လုံနိုင်ဖို့စီမံကိန်းလုံဆောင်ရရှိတဲ့နေရာတွေမှာလျှက်စစ်တာထုတ်လို့ရမယ်လို့စစ်ကောင်ဆောင်မင်းအောင်လိုင်းကဝင်ကြီးဌာနနဲ့ပြည်내တိုင်းဝင်ကြီးချုပ်များကိုတိုက်တွန်းထားပါတယ်။ နိုင်ငံတွင်းစီးဆင်းနေတဲ့မြစ်ချောင်းတွေပေါ်မှာရှီယာလျက်စစ်စီမံကိန်းများဆောင်ရွက်လို့ရနိုင်တော့လေလုံခြုံရေးအခြေအနေအရစီမံကိန်းမပြုတ်လုံနိုင်သေးပဲရပ်တန့်ထားတယ်လို့မြန်အောင်လိုင်းကနေမြေထိန်းချုပ်ခြင်းမရှိတဲ့အခြေအနေကိုဝန်ခံသွားပါတယ်။ဒါပေမဲ့အနိုင်တမန်နူလိုဟက်တန်တွေပြုလုပ်ပြီးရှီယာလျက်စစ်ထုတ်ယူနိုင်ပါတယ်။နိုင်ငံကနေသားနဲ့နေရက်တွေများပြားနေတဲ့အတွက်နေရောင်ခြည်စွမ်းအင်သုံးဆိုလာလျက်စစ်စွမ်းအင်တွေထုတ်ယူတင်ပါတယ်။ဆိုလာထုတ်လုပ်ရေးကိုဆောင်ရွက်ရမှာဖြစ်ပြီးဆိုလာတွေကအနာဂတ်မှာလိုအပ်ချက်ကြီးမားလာနိုင်ပါတယ်လို့မြန်အောင်လိုင်းကပြောပါတယ်။တိုင်းဒေသကြီးနဲ့ ြည်နယ်တွေမှာလည်း small scale solar စက်ရုံတွေစောင့်ရွက်တင်ပြီးပြည်ဖြူမြေစွမ်းအင်နဲ့ပတ်သက်ပြီးမဖြစ်မနေစောင့်ရွက်ဖို့လိုအပ်တယ်ဆိုတဲ့မူကို ချမှတ်ဆောင်ရွက်သွားဖို့လိုကြောင်းလည်းမင်းအောင်လိုင်ကတိုက်တွန်းပါတယ်မြေဆုံစီမံကိန်းကိုစေစိုးရလက်ထက်2009ခုနှစ်မှာစတင်ခဲ့ပြီးပြည်သူလူထုရဲ့ကန့်ကွက်မှုတွေကြောင်းဦးသိန်းစိန်စိုးရလက်ထက်2011ခုနှစ်ကရပ်ဆိုင်းထားခဲ့တာဖြစ်ပါတယ်ဒါပေမဲ့စီမံကိန်းကိုရပ်တန့်ထားတဲ့12နှစ်ခန့်ကြာ2024ခုနှစ်ဧပြီလ24ရက်မှာအာနာသိန်းစစ်ကောင်စီက AR မြေဆုံမြညာမြင့်ဝမ်းရှိရလျက်စစ်စီမံကိန်းပြန်လည်ဖော်ဆောင်မယ်လို့ပြောဆိုထားပြီးဦးဆောင်ဖွဲ့ကိုဖွဲ့စည်းထားကြောင်းသိရပါတယ်မြေလက်တက်တွေအပါအဝင်မြေဆုံစီမံကိန်းမှာလျက်စစ်တာမကဝဲ2000နီးပါး ားထုတ်လုပ်နိုင်မှာဖြစ်ပြီးရေကာတာခုနှစ်ခုနဲ့ချိပွေငွေကတစ်ခုပါဝင်မယ်လို့ ISP မြန်မာကဖော်ပြထားပါတယ်။မြင့်ဆောင်စီမံကိန်းမှာ6000မဂါဝက်လိုင်စာမီလီယံစီမံကိန်းမှာ2800မဂါဝက်ချိပွေစီမံကိန်းမှာ3400မဂါဝက်ဦးဆောင်စီမံကိန်းမှာ2500မဂါဝက်ဖီစော်စီမံကိန်းမှာ2400မဂါဝက်ခေါလန်ပူးစီမံကိန်းမှာမဂါဝက်3000ရီနန်ဆန်စီမံကိန်းမှာမဂါဝက်1000အတီးတီးထုတ်လုပ်နိုင်မှာဖြစ်ပါတယ်။ နောက်ထပ်တစ်ပုတ်အနည်းငယ် KIO ဒုတိယဥက္ကဋ္ဌဘုတ်ချုပ်ကြီးကန်ရှောင်းရှမ်းမြောင်ရှိတက်မဟာတုံးကူကိုတွားရောက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ဝါဒီတာခေါင်းဆောင်များနဲ့တွေ့ဆုံသွားတဲ့ FBNCC အစည်းအဝေးတက်ရောက်ခြင်းမဟုတ်လို့ KIO ပြောပါတယ်။ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဥက္ကဋ္ဌဒုတိယဥက္ကဋ္ဌဘုတ်ချုပ်ကြီးကန်ရှောင်းရဲ့ရှမ်းပြည်နယ်မြောက်ပိုင်းခီးစဉ်အတွင်းအဲ့ဒီဒေသရှိကချင်လွတ်လပ်ရေးတပ်မတော် KIO တက်မဟာလီတက်မဟာချောင်းနဲ့တက်မဟာတဆယ်လို့တွားရောက်ခြင်းဖြစ်ကြောင်း KIO KIO သတင်းပြန်ကြားရေးဌာနတာဝန်ခံပုံမူးကြီးနော်ဘူးကပြောပါတယ်။ ဗိုလ်ချုပ်ကြီးခန်ရှောင်ဝါဒေတာမမီလာကကျင်းပတဲ့ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးကော်မတီ FBNCC အစည်းအဝေးတက်ရောက်ခဲ့တယ်ဆိုတဲ့သတင်းကလည်းမဟုတ်ပဲဝါဒေတာကိုတွားရောက်ခါခေါင်းဆောင်ချင်းချင်းတွေ့ဆုံခဲ့ကြတာဖြစ်တယ်လို့၎င်းကရှင်းပြပါရယ်ကျွန်တော်တို့ရဲ့ဒုတိယဥက္ကဋ္ဌခန်ရှောင်ကတော့ဝါဘက်ကိုတွားပြီးမှ FBNCC အစည်းအဝေးတက်တယ်ဆိုပြီးလိုင်းပေါ်မှာတော်တော်လေးတွေ့ရတာပေါ့ကျွန်တော်တို့ဒုတိယဥက္ကဋ္ဌဥက္ကန်ရှောင်ကတော့ဝါဘက်မှာအစည်းအဝေးတွားတက်တာမဟုတ်ဘူးကျွန်တော်တို့တောင်ပိုင်းတိုင်းဘက်မှာရှိနေတဲ့တပ်မဟာ၄၆၁၀တွေကိုတွားပြီးမှတွားကြည့်တာပါလိုအပ်တာတွေကိုမှားကြတာခွန်အား ားပေးဖို့တွားကြည့်ရှုရင်းနဲ့ဝါဘတ်ကိုလည်းရောက်တဲ့သဘောဖြစ်ပါတယ်။ဝါဘတ်ရောက်တာလည်းတကယ်အစီအွေလုံးလို့ရောက်တာတော့မဟုတ်ဘူး။ကျွန်တော်တို့တော်လိုင်းအချင်းချင်းဆိုတော့ညီကိုရီဆိုတော့မတွေ့ရလဲကြားတယ်ဆိုတော့လူကြီးချင်းချင်းတွားတွေ့တာပါလို့ဘုံမူကြီးနောင်ဘုံကပြောပါတယ်။ဝါကောင်းဆောင်နေနဲ့တွေ့ဆုံရမှာမြည်တီအကြောင်းအရာများဆွေးနွေးရဆိုတာကိုမသိရကြောင်းတရားဝင်အစီအွေလုပ်ဖို့တွားရောက်ခြင်းမဟုတ်လို့သတင်းပြန်ကြားရေးဌာနကညွှန်ကြားချက်မရှိကြောင်းဘုံမူကြီးနောင်ဘုံကပြောပါတယ်။ရှမ်းမြောက်မှာ KIA တပ်များနဲ့တောင်းတက်မတော် DNA တက်တွေကြားနေမြေဆိုင်ရာပြဿနာတွေဖြစ်ပွားနေတဲ့အခြေအနေမှာ KIA ရဲ့ရခိုင် င်ဆဲဦးစည်းကြုံလည်းဖြစ်ခဲ့သူဒုတိယဥက္ကဋ္ဌဘိုးချုပ်ကြီးကန်ဆောင်ကရှမ်းမြောက်ရှိ KIA တပ်မဟာတွေကိုတွားရောက်ခဲ့တာလည်းဖြစ်ပါတယ်။ KIA နဲ့ TNL တို့ကလည်းနှစ်ဖက်အကြားနေမြေဆိုင်ရာအငင်းပွားမှုတွေပါဝင်မဟာမိတ်အချင်းချင်းကြားပြဿနာများနဲ့ပတ်သက်ပြီးဗဟုအစဉ်ခေါင်းဆောင်များတွေးဆောင်ဆွေးနွေးဖို့ပြင်ဆင်နေကြောင်းနှစ်ဖက်ကအတိပေးထားတော့လည်းတွေးဆောင်ဆွေးနွေးပွဲဖြစ်မဖြစ်တရားဝင် ထုတ်ပြန်ပြောဆိုခြင်းမရှိသေးဘူးလို့သတင်းမှဖော်ပြပါရှိပါရှင်။